သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မနေ့ကဆိုရင်ကျမအနေနဲ့သတင်းလေးတစ်ခုတင်ဆက်ပေးခဲ့ပါရှင်။ပြန်ဝင်စီရင်ဆရာဝန်တွေပေါ့နော်။ဆရာဝန်တွေကိုပြန်ပြီးတော့စီရင်လောက်တဲ့ခါမှာဖြေလျှော့ပေးတဲ့ကိစ္စလေးပေါ့ရှင်။နိုင်ငံတော်အစိုးရကလှုပ်ဆောင်ပေးနေပါတယ်။ဒီခါမှာပြန်လဲရှောက်ထားတဲ့ဆရာဝန်တွေဟာဆိုရင်ထောင်ချီရှိပါတယ်ရှင်။ဒီသတင်းလေးကိုကျမတင်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီခါမှာပြည်သူလူထုရဲ့မှတ်ချက်တွေအများကြီးကျမတို့စီရောက်ရှိလာပါရှင်။ကျမတို့သတင်းဌာနရဲ့ comment လေးအောက်မှာဆိုရင်လာပြီးတော့ရေးသားသွားပါတော့နော်။ YouTube channel မှာလည်းရေးသွားတယ်။ တက်တော့မှလည်းရှင်းသွားပါရဲ့ရှင့်ဒီတော့ပြည်သူလူထုရဲ့သဘောထားမှတ်ချက်လေးတွေကိုလည်းကျမအနေနဲ့ပြန်လဲပြောပြရရင်တင့်တော်တဲ့အတွက်ကိုဒီနေ့မှဆိုရင်ပြန်လဲဖတ်ပြချင်ပါရှင့်ခုမှန်လေးတွေကနေပြီးတော့ကောင်းလို့ရရလေးတွေကျမဖတ်ပြပါမယ်တကယ်တော့ရေးသွားတာကတော့လူပေါင်းရှားကြော်တယ်ပေါ့နော်အဲ YouTube မှာဆိုရင် comment 300ကျော်တယ်ရှင့် TikTok မှာဆိုရင်လည်း comment က100 200လောက်ရှိပါတယ်အဲ့ဒီကနေပြီးတော့ကျမနေနဲ့တင့်တော်ရလေးကိုဖတ်ပြတာပါရှင့်အချို့ comment လေးတွေကတော့ပြင်ရေးထားတာအရင်ပြင်းထန်တဲ့အတွက်မဖတ်ပြတော့ပါဘူးရှင့် ကိုမအပြည့်စုံလေးဖတ်ကြည့်ချင်တဲ့ဆိုတော့ကျမတို့သတင်းတန်ဆန်မှုလေးအောက်မှာသွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ရှင်။စီဒီယန်ဆရာဝန်တွေကိုတဲ့လုံးဝအယုံကြည်မရှိပါဘူးတဲ့လုံးဝလည်းစိတ်မချရပါဘူး။ပြန်လည်လက်ခံခြင်းအတွက်ပြည်သူတယောက်အနေနဲ့ကန့်ကွက်ရှုံချပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ရှင်။နောက်ထပ် comment လေးတစ်ခုကတော့ covid ကာလမှာလူနာတွေကိုထားပြီးတော့ထွက်သွားတဲ့လူရုံမှာဆရာဝန်တွေကိုတရားထားလိုက်ပါတဲ့။သူတို့ကြောင့်လူပေါင်းများစွာတိတ်ဆုံးခဲ့ရတာပါဆိုပြီးတော့သဘောထားမှတ်ချက်လေးရေးထားပါတယ်ရှင်။ နောက်ထပ်မှတ်ချက်လေးကတော့စီရန်တွေကိုပြန်ဝင်ခိုင်းမယ်ဆိုရင်တဲ့အကျန်းဘတ်တွေပါဝင်လာနိုင်ပါတယ်တဲ့သူတို့ကအဆက်အသွယ်ရှိပြီးသားဖြစ်တယ်ဆိုပြီးတော့သိထားပါတယ်တဲ့ဟုတ်ပါရှင့်စီရန်လုတ်တဲ့သူတော်တော်များများဟာအကျန်းဘတ်သမားဖြစ်ကုန်ကြတာရှိရယ်အကျန်းဘတ်သမားတွေနဲ့ဆက်သွယ်နေကြတာရှိရယ်ပေါ့နော်ဒီတော့ဒီလိုလူတွေကိုပြန်လည်ပြီးတော့ခေါ်ဆောင်မယ်ဆိုရင် ာနထဲမှာဘလို့တွေကြုံလာနိုင်လဲဆိုတော့တော်တော်သတိထားတဲ့ကိစ္စလေးအခုသာဖြစ်ပါရှင့်နောက်ထပ် comment လေးတစ်ခုကတော့စိတ်မကောင်းစရာလဲကောင်းပြီးတော့အနေရများတဲ့နေထားလေးရှိပါရှင့်ရေးထားတာကတော့နိုင်ငံတော်ကဖြေလျှော့ပေးတာနည်းနည်းများသွားပြီလို့သူထင်ပါတယ်တဲ့လူပြန်သမားတွေဆရာဝန်တွေကိုဖြေလျှော့တာကိုသူ့အနေနဲ့မကျေနပ်ဘူးပေါ့နော်နောက်တစ်ခါအရေးခင်ဖြစ်မယ်ဆိုရင်သူလည်းဝင်ပြီးတော့ပါတော့မယ်တဲ့ဘာကြောင့်လဲဆိုတော့အချိန်တန်လို့ရှိရင်လုံငိမ့်နဲ့ပြန်ရော့မယ်ဖြေလျှော့မယ်ဆိုတာကိုသိနေတဲ့အတွက်ဖြစ်ပါတယ်ဆိုတော့ရေးထားပါရှင့်ဒါဟာဥပဒေပေါ်မှာယုံကြည်မှုမရှိတော့ခြင်းရဲ့ ပြရုပ်တစ်ခုသာဖြစ်ပါရှင်ဒီလိုအတွေးခေါ်မျိုးတွေပြည်သူလူထုမနက်ဦးမှများရှိနေလဲဆိုတာကတော့စိုးရိမ်ပွဲရာချက်သာဖြစ်ပါရှင်နောက်ထပ် comment လေးကတော့စီဒန်လုထားတဲ့ဆရာဝန်နေနဲ့တဲ့စီဒန်လုထားတဲ့ဆရာမတွေပေါင်းပြီးတော့နန်းစီဒန်ဝန်ထမ်းတွေကိုဖိနှိပ်ကြတဲ့ကိစ္စတွေဖြစ်ပေါ်နေပါတယ်တဲ့မြန်မာနိုင်ငံမှာစီဒန်လုတဲ့ဝန်ထမ်းများနေတဲ့အခါမှာအရန်ကိုစိုးရိမ်ဖို့ကောင်းတယ်ပေါ့နော်သူကိုယ်တိုင်လည်းဒါကိုအန်ကျိတ်ပြီးခံခဲ့ရဘူးလေဆိုပြီးတော့ပြောထားပါရှင့်ဒါကသူကိုယ်တိုင်ကြုံရတဲ့အတွေ့အကြုံလေးကိုရှင်းသားသွားတာပေါ့နော် ပြန်ဝင်စီရင်တွေဟာဌာနတွေကိုရောက်လာလို့ရှင်မူလရာထုတွေမှာပဲပြန်ပြန်လဲပေါ့နော်တာဝန်ထမ်းဆောင်ကြတဲ့အခါမှာကိုယ့်ရဲ့လောက်အောင်ငယ်သားတွေပေါ်မှာကိုယ့်ရဲ့လောက်အောင်ငယ်သားနန်းစီတရဖြစ်နေရဆိုရင်ဖြီးလေးချုပ်ထည့်တာတွေလုပ်ငန်းခွင်ထဲမှာပညာပြတာတွေအနိုင်ကျင့်တာတွေပြုလုပ်နေပါရှင့်ဒီလိုမျိုးတိုင်ကြားစာတွေလည်းကျမစီအများကြီးရောက်ပါတယ်ရောက်ရှိရတဲ့အတွက်လည်းရှေ့မှာအများကြီးဖတ်ပြခဲ့မှုပါတယ်ရှင့်ဒါပေမဲ့ယနေ့အချိန်ထိကိုဝန်ထမ်းတွေချားထဲမှာဒီကိစ္စဟာဖြေရှင်းလို့မရသေးတဲ့ပြဿနာဖြစ်တည်ရှိနေပြီးတော့ပြန်ဝင်စီတရအချို့ရဲ့ရုပ်မှရက်ဆက်မှုတွေအနိုင်ကျင့်မှုတွေကိုခံစားနေရဆဲတာဖြစ်ပါရှင့် ဒါလေးကတော့စိတ်မကောင်းစရာကိစ္စလေးပါပဲရှင်။နောက်ထပ်တစ်ယောက်ရေးထားလေးကတော့ဒီလောက်ရုံမှာပတ်စားထားတဲ့စီရီယန်နဲ့ဆရာဝန်တွေကိုတဲ့ခံဝန်ကတိနဲ့အစမှပြန်ထုတ်ပေးမယ်ဆိုရင်ပြည်သူတွေအတွက်ကိုတုံ့တန်တိုးချဲ့ပေးစေချင်ပါတယ်ခမညာဆိုပြီးတော့ပြင်းထန်စွာမှတ်ချက်ပြုသွားပါတယ်ရှင်။နောက်ထပ်မှတ်ချက်လေးတစ်ခုကတော့စီရီယန်ဆရာဝန်တွေပြန်ဝင်လာတဲ့အခါမှာတဲ့ပြည်သူစေုံကြီးတွေကအဆင်ပြေလာနိုင်မှာမလားတဲ့။ပုတ်ကိလကစေုံတွေမှာပဲတရားဝင်ကုသခွင့်တွေပြန်ရရှိဖို့အတွက်ကြိုးစားတယ်လို့သူထင်တယ်တဲ့။ပတ်စံမရှိတဲ့သူတွေကတော့တည်တဲ့အထိမျောလဲစောင့်စားနေတော့မှာပဲဆိုပြီးတော့ပြောထားပါတယ်ရှင်။ စဉ်းစားကြည့်မယ်ဆိုတာလေးရလဲထည့်သွင်းစဉ်းစားတဲ့အချက်လေးပေါ့နော်စီဒီအန်တွေကိုအခုလိုဖြေလျှော့ပေးတဲ့အခါမှာဖြေလျှော့ခွင့်ကိုလာယူတာကနိုင်ငံတော်အကျိုးပြုဖို့လားပြည်သူတွေအကျိုးပြုဖို့လားဒါမှမဟုတ်ပတ်စံအများကြီးရတဲ့ပုဂ္ဂလိကစေယုံတွေမှာတရားဝင်စိတ်ကူတောက်ဖွင့်ပြန်လဲရရှိဖို့အတွက်လားဆိုတာကတော့ဒီဆရာဝန်တွေပဲသိမှတ်ကိစ္စဖြစ်ပါရဲ့ရှင်ဒီတော့သူတို့အင်အားကနိုင်ငံတော်မှာပြန်ဝင်လာရင်ရောနိုင်ငံတော်အစိုးရတွေပေါ်မှာနိုင်ငံတော်ပေါ့နော်အစိုးရဆိုတာထက်နိုင်ငံသားတွေပေါ်မှာပေါ့နိုင်ငံသားတွေပေါ်မှာပြည်သူစေယုံတွေ နေရာမှာပေါ့နော်အပြည့်ဝတာဝန်ထမ်းဆောင်ပြီးတော့နိုင်ငံတော်အကျိုးကိုပြုမှာလားရှင်ဒီအတွက်ကိုနိုင်ငံတော်တွေနဲ့လည်းတရားလေးစီစဉ်သားတင်တယ်လို့ထင်ပါတယ်ရှင်နောက်ထပ်ကြောက်ကွန်မန့်ပေးထားတာကတော့စီရီယံဆရာဝန်တွေပြန်ခန့်မယ်ဆိုရင်လည်းနေဆက်ဒေတာတွေမှာ၁၀နှစ်လောက်တာဝန်ချထားပေးလိုက်ပါဆိုပြီးတော့ပြောထားပါတယ်ရှင်ဒီကြံပြုတ်ကြက်လေးလည်းမစိုးပါဘူးရှင်။ဘာကြောင့်လဲဆိုတော့စီဒီယံလုံးကြတဲ့သူတွေဟာဆိုရင်လူနာတွေပုံမှာမငဲ့ပါဘူးရှင်။လူနာတွေကိုခွဲခြားခွဲခြားစိတ်ရှိလို့သာစီဒီယံလုံးကြတာလေ။ဆရာဝန်ဆိုတာက ရန်သူကမိတ်ဆွေရော မခွဲခြားရပဲနဲ့စိတ်ကူရရှင်။ ဒါပေမဲ့သူတို့တွေကရန်သူမိတ်ဆွေအယောင်အစဲနိုင်ငံရေးကိစ္စတွေခွဲခြားကြလို့လားစီရင်လုပ်ကြတာလေဒီတော့ဒီလိုအယောင်ဆင်းခွဲခြားတဲ့သူတွေပြန်ပြီးဝင်ရောက်လာမယ်ဆိုရင်သူတို့စေကုသပေးချင်တဲ့သူတွေစီကိုပဲသူတို့တာဝန်ထမ်းဆောင်ဖို့လွှတ်လိုက်တာဟိုတဲ့တော်ပါရှင့်ဥပမာစကိုင်းတိုင်းမှာဆိုလဲဆရာဝန်တွေအများကြီးလိုအပ်နေရပဲလေစကိုင်းတိုင်းမှာ PDF တွေအများကြီးခြေကုပ်ယူနေကြတယ် PDF တွေကဆိုလဲလူသားတွေပဲဖြစ်တဲ့အတွက်သူတို့မှလဲစေကုသခွင့်ရှိတယ်လေလို့ကျွန်မထင်တယ်ပေါ့နော်တချို့ PDF တွေဆိုရင်စကိုင်းတိုင်းမှာစိတ်ကုလို့အဆင်မပြေလို့နေပြီးတော့ထိတက်ကုတဲ့ကိစ္စတွေတော့ရှိနေကြတာပဲရှင် ဒီတော့ဒီဆရာဝန်နေတာဝန်ထမ်းဆောင်မယ်ဆိုရင် PDF တွေရှိရတဲ့နေရာတွေမှာတာဝန်ထမ်းဆောင်ဖို့အတွက်ချထားပေးလိုက်ပါအဲ့ဒီမှာလည်းစေယုံတွေရှိရပဲလေဘာကြောင့်လဲဆိုတော့တို့တွေကိုယ်တိုင်ကခွဲခြားခွဲခြားစိတ်ရှိရတဲ့အတွက်တို့စိတ်ကူတာပေးကြတဲ့သူတွေစီကိုပဲလှုပ်ပေးတာပိုတဲ့တော်ပါအရှင့်ပါမန်ဆရာဝန်တွေအဲ့ဒီလှုပ်မယ်ဆိုရင်အနေရရှိနိုင်ပါတယ်တို့တွေကဒီအနီတွေနဲ့တယောက်နဲ့ဖြစ်တဲ့အတွက်အနီကြားတဲ့အနီထည့်လိုက်လို့ရှင်ပြောင်းလဲသွားခြင်းမရှိဘူးလေအနီကြားတဲ့အစိမ်းရောင်လေးထည့်လိုက်လို့ရှင်အဲ့ဒီအစိမ်းရောင်လေးကထင်သာမြင်သာတွေ့နေရတယ်ရှင့်အဲ့လိုပဲအနီကြားတဲ့အဖြူလေးထည့်လိုက်ရင်လည်းအဖြူလေးကိုမြင်နေရတယ် ဒီတော့အနီကြားတဲ့အနီထဲလာရင်ရောသွားမှာသူတို့အချင်းချင်းအနေနဲ့မပြူတော့ဘူးဒီတော့ကောင်းကျိုးတွေဖြစ်လာနိုင်တယ်ရှင့်ဒါကြောင့်ဒီလူရဲ့အကြံပြုချက်လေးရတော့အင်မတန်ကောင်းတဲ့အတွက်ကျွန်မအနေနဲ့ကွန်မန့်လေးရနေပြီးတော့ထပ်ဆင့်ပြန်ပြီးတော့သုံးသပ်တင်ပြပေးတာဖြစ်ပါရှင့်နောက်ထပ်ရေးထားတဲ့ကွန်မန့်လေးကတော့ပညာရေးဌာနမှာဆိုရင်လေတဲ့စီဒီယန်ပြန်ဝင်နေဟာနေရာကောင်းနေရှာနေပြီးတော့နန်းစီဒီယန်လေးကိုဖိနှိပ်တာတွေအများကြီးရှိနေပါတယ်ဆိုပြီးတော့ပြောထားပါရှင့် ပြန်ဝင်စီရန်ရဲ့ဒုက္ခပေးမှုကတော့ဌာနပေါင်းဆောင်မှာခန်းစားနေရတယ်ဆိုတော့ဒီခွန်မှန်လေးဖတ်လို့ရှင်သိနိုင်ပါတယ်။ဒီထက်ပုံမသိရှိကြတယ်ဆိုတော့ကျွန်တော်တို့တင်ပြလေးတင်ပြထားတဲ့အောက်မှာခွန်မှန်လေးဖတ်ကြည့်ဖို့အတွက်လည်းမြစ်တာခံလို့ပါရှင်။လူတွေဟာလူမှုကွန်လေးတွေအသုံးပြုတဲ့အခါမှာလူမှုကွန်ရဆိုတာနောက်ပိုင်းကျတော့ပြည်သူတွေရဲ့ဟစ်တိုင်ခုလို့ဖြစ်လာရှင်။ပြည်သူဟစ်တိုင်ပေါ့နော်။ပြည်သူတွေခန်းစားနေရတဲ့ရင်ဖွင့်စရာကိစ္စတွေကိုအများကြီးဝင်ရောက်ရေးသားကြတာဟာနောက်ပိုင်းမှာအရှမ်းကိုခစ်စားလာပါရှင့်။ဒါကြောင့်လဲဆိုသူတို့အနေနဲ့အပြင်လောကမှာပြောမယ်ဆိုအနေရရှိနိုင်တယ်လေ။ လူမှုကွယ်ပေါ်မှာကိုခံစားရတာရှင်ဖွင့်တယ်ဆိုတာကဘလို့ဖြစ်အနေရမရှိဘူး။ဒါကြောင့်အလိုရှင်ဖွင့်လာကြတာပါ။ဒီတော့ကျမတို့ကပြည်သူအတန်အစ်စ်တဲ့နားထောင်ကြတယ်ဆိုတော့လူမှုကွန်ရက်တွေတုံးပြရမယ်လူမှုကွန်ရက်ပေါ်မှာပြောထားကြတဲ့ပြည်သူအတန်တွေကိုသေချာလေးနားထောင်တတ်ရမယ်ရှင်ကျမတို့မီဒီယာအနေနဲ့ကတော့တင်ပြတဲ့သတင်းအားလုံးအောက်မှာခွန်မှန်လေးတို့အများနဲ့ဖတ်ပါတယ်အဲ့လိုဖတ်တဲ့အတွက်လည်းအခုလိုတွေ့ရှိတာပေါ့နော်တွေ့ရှိရတဲ့အတွက်လည်းမိဘပြည်သူများနဲ့နိုင်ငံတော်တာဝန်ရှိသူများသဘောပေါက်နားလည်နိုင်စေရန်ပြည်သူအတန်လေးတွေမတိလိုက်ပါဆိုလို့ကျမတို့ကဆက်ဆင့်ပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင့် ပြန်ဝင်နေပေါ်ဖို့ပေါ့နော်ပြည်သူလူထုရဲ့စိတ်ဆန္ဒနဲ့စေတနာတော့ဒီလိုရှိနေပါရှင့်ပြန်ဝင်တွေကရောပြည်သူလူထုပေါ်မှာစေတနာဖြူကြပါရဲ့လားဖြူကြပါမလားဒါဟာပြည်သူတွေစိုးရိမ်နေပါတယ်ပြည်သူနဲ့ဒီလိုဆရာဝန်တွေနဲ့ပေါ့နော်ယုံကြည်မှုပြတ်ပြားနေတဲ့အခြေအနေတစ်ခုမှာစိတ်ကိုသားရတဲ့အခါရောအဆင်ပြေကြပါမလားရှင့်ဒါကတော့အင်မတန်ကိုစိုးရိမ်ထိတ်လန့်ပေါ်ရကောင်းတဲ့အခက်အခဲတစ်ခုဖြစ်လာမယ်လို့ထင်ပါရှင့်ကျမအနေနဲ့အခုလိုမျိုးနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်ကိုပြည်သူလူထုတွေရဲ့သဘောထားဒီလိုရှိရဲဆိုတာလေးကိုကျမဖတ်ပြရဲဆိုတာက ပြည်သူလူထုကိုအပြည့်အဝအလိုလိုက်ဖို့အတွက်တိုက်တွန်းတာမဟုတ်ပါဘူးเนาะပြည်သူလူထုကဒီလိုစိတ်ဆန္ဒလေးရှိရဲဆိုတာလေးပြပြတာပဲရှိရပါဒီခါကျောက်လည်းနိုင်ငံတော်မှာရွေးချယ်ရတဲ့လမ်းလေးရှိတတ်တယ်လေပြည်သူအလိုလိုက်ရမလားနိုင်ငံတော်ကောင်းဖို့အတွက်လုပ်ရမလားဆိုရယ်လမ်းနှခွားကိုရောက်တတ်တဲ့အခြေအနေတွေရှိတတ်ပါတယ်ဒီတော့အခုလိုမျိုးပြန်ဝင်စီတန်တွေကိုလက်ခံလဲဆိုတာကနိုင်ငံတော်ကောင်းဖို့အတွက်ဆိုရင်လုပ်ပါရှင့် ကျမတို့ပြည်သူလူထုအားလုံးနဲ့အတူတောင်းထောက်ခံအားပေးပါတယ်ဒါပေမဲ့ပြန်ဝင်စီဒန်တွေကြောင့်နိုင်ငံတော်မှာပဲဖြစ်စေပြည်သူလူထုမှာပဲဖြစ်စေစိုးကြိုးတွေဖြစ်လာခဲ့မယ်ဆိုရင်တော့ဒါဟာနိုင်ငံတော်ပေါ်မှာအပြည့်အဝတာဝန်ရှိပါရှင့်ဒါကြောင့်နိုင်ငံတော်ရဲ့ရွေးချယ်မှုမှန်ကန်ပါစေလို့လည်းကျမတို့ကဆုတောင်းပါတယ်ရှင့်နိုင်ငံတော်ကတွေးသလိုပေါ့နော်နိုင်ငံတော်အနေနဲ့ဒါအဆင်ပြေလောက်မှထင်လို့ရွေးချယ်တာပဲလေအဲ့ဒီရွေးချယ်မှုမှန်ကန်ပါစေပေါ့ရှင့်ဒါလေးကိုတော့ကျမတို့ပြည်သူလူထုအားလုံးနဲ့အတူဆုတောင်းမေတ္တာပို့ပါတယ်ဆန္ဒပြုပါရှင့်အဆင်ပြေသွားစေချင်ပါတယ် တကယ်လို့အစမပြေမှုတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းဒါပြည်သူလူထုအပေါ်မှာတာဝန်ရှိပါအောင်ရှင်ဒီဆုံးဖြတ်ချက်ကိုချခဲ့တဲ့နိုင်ငံတော်တာဝန်ရှိတဲ့လူတွေအပေါ်မှာသာတာဝန်ရှိပါအောင်ရှင်ဒါဟာနိုင်ငံတော်ရွေးချယ်ခဲ့တဲ့လမ်းစဉ်လေပြည်သူလူထုကတောင်းဆိုလို့ဖြစ်လာတာမဟုတ်ဘူးလေဒါလေးကျွန်မပြောချင်တာပါရှင်ဒီတော့ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်မတို့ကဒိညာထားလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးပေါ်လာတော့မှာပါအတန်တွေထွက်လာမှာပေါ့နော်ပြန်ဝင်စီဒီယန်တွေဘလို့တွေပညာပြမလဲပြန်ဝင်စီဒီယန်တွေထဲမှာမှနောက်သားရပြီးတော့တစ္ဆာရှိရတဲ့သူလဲပါကောင်းပါနိုင်ပါမယ်အချိန်ကြာတော့နိုင်ငံတော်ကမှန်တယ်ပေါ့ ပြန်ဝင်စီဒီအန်တွေသစ္စာဖောက်ပြီးတော့ပြည်သူလူထုဒုက္ခပေးမယ်ဆိုတော့နိုင်ငံတော်ကမှားတယ်ပေါ့ရှင်ဆုံးဖြတ်မှုမှားတယ်ပေါ့ဒီလိုတွက်ဆရမှာပါရှင်ဒါလေးကတော့ကျွန်မရှေ့လျှောက်သိရမယ့်ကိစ္စတွေသာဖြစ်ပါတယ်ဒီနေ့ကတော့ပြည်သူအသံလေးနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်ရှင်လို့ဖြစ်ကျွန်မကတော့ကျွန်မတို့စိတ်ဆန္ဒအတိုင်းဆိုတော့နိုင်ငံတော်ရဲ့ရွေးချယ်မှုမှန်ကန်စေချင်ပါတယ်နိုင်ငံတော်ဆိုတာကနိုင်ငံတစ်ခုလုံးဆောင်တွေးရတဲ့သူတွေလေနိုင်ငံတစ်ခုလုံးဆောင်ဆုံးဖြတ်ရတဲ့သူတွေလေမှန်စေချင်ပါတယ်ရှင်မှန်သွားတယ်ဆိုနိုင်ငံတစ်ခုလုံးကောင်းသွားတာပေါ့ရှင်ဒါကျွန်မတို့ရဲ့မျှော်လင့်ချက်အစ်စ်ပါပဲဒါပေမဲ့ ေတနာအမှားတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းကျမတို့ဝိုင်းဝန်းဖြေရှင်းဖို့အတွက်အသင့်အနေထားနဲ့စောင့်ကြိုနေရမှာပေါ့ရှင့်ဒါကတော့ကျမတို့လုံဆောင်မယ်လုံဆောင်ချက်သာဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့လည်းတချို့ကိစ္စလေးတွေမှာနားလဲပေးနိုင်ပြီးတော့ဖြစ်လာတဲ့အချိန်ကြုံလာတဲ့အချိန်ကြတော့လည်းရင်ဆိုင်ကြရပါပေါ့ရှင်။ဒါလေးတွေကျမတိုက်တွန်းပြောကြားချင်ပါတယ်ရှင့်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးမတင်ဆက်ပြမှာကျမအနေနဲ့လူမှုကွယ်အပေါ်မှာရည်ပြုံးစေရပါတော့နော်။တပုံလေးတပုံတွေ့လိုက်ပါရှင့်။အဲ့ဒါလေးကိုကျမမိဘပြည်သူများအရင်ဆုံးပြသပါမယ်ရှင်။ မိဘပြည်သူတို့မြင်တွေ့ရတဲ့အတိုင်းပါပဲရှင် BBC ညာနေသည် VOA လိမ့်ညာနေသည်ပေါ့နော်အဲ့ဒီစောင်းပုတ်လေးကကျမတို့ဒါဘဘဦးတန်းရွှေလက်ထက်ကထုတ်ခဲ့တဲ့စောင်းပုတ်လေးပေါ့နော်ကျမတို့အားလုံးအလို့ရပြီးသားပါရှင်အဲ့တော့ကတော့ Donald Trump နာမည်နဲ့ပြန်ပြီးတော့ဖောက်ထုတ်ထားတာပေါ့ရှင် တော့ကျမအနေနဲ့ကတော့ဒါဟာသလေးပါရှင်เนาะဒေါ်နယ်ထရန့်ကိုပြောချင်တာကတော့ကျမတို့ဘဘရွှေကိုပေါ့เนาะ credit လေးတော့ပေးစေချင်ပါရှင်။ဘာကြောင့်လဲဆိုတော့ဒီ knowledge ကိုစစချင်းသိခဲ့တာကျမတို့ရဲ့ဘဘရွှေပါရှင်เนาะဘဘရွှေကသိခဲ့တာပါ။သူတို့ကတော့အခုမှသိတာရှင်။เนาะသူတို့ကခင်နောက်ကြရယ်ပေါ့เนาะဒီတော့ကျမတို့နိုင်ငံနိုင်ငံကောင်းဆောင်တွေရဲ့အုံနောက်ကောင်းမှုကိုတော့တင်သေးလို့မရအောင်เนาะနှစ်ပေါင်း20 30စာကြိုပြီးတော့မြင်ခဲ့တယ်ကြိုပြီးတော့စီမံခဲ့တဲ့ကိစ္စလေးရှိပါရှင်။ဒါလေးကတော့ကိုယ့်မြန်မာလူမျိုးတွေအတွက်အကုန်ယူဆကိစ္စလေးခုသာဖြစ်ပါရှင်။ကျမအနေနဲ့ဒါလေးနဲ့ဆက်ဆက်ပြီးသတင်းလေးတင်ဆက်ပေးချင်တာပါ။ အားလုံးသိရတဲ့အတိုင်းပါပဲဒေါ်နယ်ထရန့်ကတော့တက်လာပြီးရဲ့အခါမှာဟိုသူ့ရဲ့နိုင်ငံကိုသူကလည်းပြည်ဝင်ပြောင်းလဲမှုတွေလုပ်တာပေါ့နော်အဲ့တော့ဘတ်ဂျက်တွေဖြတ်တောက်တယ်အဓိကကတော့သူ့နိုင်ငံဘတ်ဂျက်တွေလေလွင့်နေရပါဘောရှင်ပတ်စံဘလောက်ချမ်းသာချမ်းသာအသုံးချမ်းနေမွဲမှာပဲလေအဲ့တော့သူကမွဲမှာစိုးတဲ့အတွက်သူလည်းမျိုးချစ်စိတ်တဲ့ရှိရသူတို့ကျွန်မလက်ခံနေရှင်သိလားဒါကြောင့်လည်းသူ့နိုင်ငံကောင်းမှုအတွက်ကိုသူလည်းလှုပ်ဆောင်နေပေါ့နော်အခုပြောပြချင်တာအခုဆိုရင်ဒီဘတ်ဂျက်ဖြတ်တောက်တဲ့ကိစ္စပြီးရဲ့နောက်မှာပေါ့နော် VOA Barmis ကနေပြီးတော့ Facebook page တွေရော YouTube channel တွေရော Telegram channel တွေရောအားလုံးသတင်းတင်တာရန်သားသွားပြီဖြစ်ပါရဲ့ရှင် RFA ကတော့ယနေ့ဒီသတင်းလေးတွေကိုဆက်လက်ပြီးတင်နေဆဲဖြစ်တော့မြင်တွေ့ရပါတယ်။ဒါပေမဲ့သူလည်းဘလောက်ထိတောက်ခံနိုင်မှာမလို့လဲ။အဲ့လိုကိစ္စလေးရှိရပါတော့။ဒီတော့သူတို့တွေအနေနဲ့ကသူတို့စီမှာကြာတော့ကျွန်မနိုင်ငံလိုမဟုတ်ဘူး။တခုခုပေါ့နော်ဒီ brand တခုကိုရပ်တန့်လိုက်ပြီဆိုဒီ brand နဲ့ပတ်သက်တဲ့အရာအလုံးရပ်တန့်လိုက်ရတာပေါ့နော်။ကိုယ့်စီမှာ YouTube channel ကြီးရှိတယ်ဆိုလို့ဒါအောင်ဆက်လက်ပြီးလောက်ကင်လို့မရအောင်ရှင့်။ဥပဒေရအေးအေးယူခံရနိုင်တယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့အလုံးရပ်တန့်သွားတော့ဗီဝေးပါမစ်ကတော့ ဟိုအဲ့တော့သဘောကျတယ်လို့လည်းရှိရယ်သဘောမကျတယ်လို့လည်းရှိရယ်ပေါ့ရှင်တို့ကျမအနေနဲ့ပြောချင်တာကသူတို့နိုင်ငံကဖြစ်ပွားသွားတဲ့ကိစ္စပေါ်အခြေခံပြီးကျမနိုင်ငံစဉ်းစားမယ်အပိုင်းလေးပါရှင်ကျမနိုင်ငံမီဒီယာကဏ္ဍကတော့အားလုံးသိရတဲ့အတိုင်းပါပဲကျမတို့ကရှိရလေးနဲ့စ조사ပြီးတော့ရုံးကန်နေရတာပေါ့နော်ဘလို့ဖြစ်ကိုယ်နိုင်ငံထဲမှာကိုယ့်ရဲ့မီဒီယာအားကောင်းနေရဆိုအခြားသူကဝင်လို့မရအောင်လေလူတယောက်လိုပဲပေါ့ရှင်ကိုခန်းကောင်းနေဆိုပြင်ပရောဂါမဝင်နိုင်ဘူးလေဒီတော့ကျမတို့ကပြည်တွင်းထဲမှာကိုမီဒီယာမီဒီယာကိုခန်းအားပေါ့မီဒီယာကိုခန်းအားကောင်းဖို့အတွက်ကို조사ရမယ်ရှင် ပြီးတော့အခုလိုမျိုး trend ကတက်တဲ့အချိန်ဆိုတာကသူတို့မှဆိုတမန်တတန်း၄နှစ်ပေါ့နော်၄နှစ်တစ်ချိန်ရွေးတာဖြစ်တဲ့အတွက်အများရဲ့သူ့ဘက်အားကိုးနေလို့မရဘူး trend ကဒါကိုလုတ်လိုက်ပြီးငါတို့တော့အားသာပြီးမထင်နဲ့ရှင်ဒီတတန်းဟာအများဆုံးရှိ၄နှစ်ပဲရှိမယ်၄နှစ်ပဲရှိတဲ့အချိန်မှာကျမတို့ကအခွင့်အရေးရတော့မှကိုယ့်ရဲ့ media တွေအားကောင်းမှုအတွက်ကိုစူးစမ်းတင်တယ်လို့ထင်ပါရှင်နောက်ထပ်အစိုးရတက်လို့မူဝါဒတာပြောင်းသွားခဲ့မယ်ဆိုရင်ဒီ media တွေကပြန်လေးပြီးအသက်ရှင်လာအောင်ပါရှင်အဲ့ဒီအချိန်ကြာလို့ရှင်အရင်လိုပဲကျမတို့ကငုတ်ကငုတ်ကနဲ့ ဒီမိုင်းတွေကိုပြန်မတိုက်နိုင်တဲ့အခြေအနေရှိနေမှာလားဒါစဉ်းစားရမယ်ရှင်ဒီတော့အခွင့်အရေးရတော့မှသူများကနောက်ောက်ကြနေတော့မှကိုရီးယားအရှိန်နဲ့အဟုန်နဲ့စူးစမ်းရမှာဖြစ်ပါရဲ့ရှင်ဒါကတော့နိုင်ငံတော်မှာတာဝန်ရှိရတဲ့သူတွေပေါ့နော်အဓိကမီဒီယာခန့်ခန္ဓာမှာတာဝန်ရှိရတဲ့သူတွေအနေနဲ့ဒီကိစ္စလေးကတော့စဉ်းစားသင့်တယ်ထင်တဲ့အတွက်ကျမတို့အကြံပြုတင်ဆက်တာဖြစ်ပါရဲ့ရှင် ကျမတို့ကဘလို့ပဲဖြစ်သူတို့နိုင်ငံထက်စားလို့ရှင်တော့ budget သုံးတာတွေလူစွမ်းအရင်းမြစ်တွေအတက်ပညာပိုင်းဆိုင်ရာတွေမှာအနေငယ်အားနည်းတဲ့အနေထားလေးရှိရပါတော့ဒီတော့သူများကဒီချိန်မှာနှီးသွားတဲ့အချိန်မှာကိုရီးယားခြေဘနလန်းစာသူတို့ထက်ဥအောင်ရှောက်ထားတဲ့လဲဆိုတာလေးစဉ်းစားသင့်ပါတယ်ကျမတို့မီဒီယာကိုကျမတို့ကအားကောင်းမောင်းတံဖြစ်အောင်စူးစမ်းလိုက်ပြီးရနောက်မှာဆိုရင်ပေါ့နော်ဒီ၄နှစ်အတွင်းအချိန်ရရရှင်အချိန်၄နှစ်လောက်ရနိုင်တယ် တို့နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်သွားမယ်ဆိုတော့မှခုခုကြားထဲမှာဖြစ်သွားမယ်ဆိုတော့မှတို့နိုင်ငံချက်ချင်းဒီဟာကြီးကိုပြန်လဲဖော်ဆောင်မှုမလွယ်ဘူးပေါ့နော်ဒီတော့ကျမတို့ပြန်ညအဖြစ်ပေါ့အချိန်လေးနေရမယ်အဲ့ဒီ၄နှစ်တွင်မှာမြမမီဒီယာကဏ္ဍဘလောက်ထိဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမလဲဆိုတာကကျမတို့အတွက်အရင်အရေးကြီးရဲ့စာမေးပွဲတစ်ခုဖြစ်လာပါပြီရှင်ဒီစာမေးပွဲကိုမမှန်ကန်ကန်ဂုံတူးထွက်အောင်ဖြေနိုင်မယ်ဆိုရင်တော့မူဝါဒပြောင်းသွားခဲ့ရင်တော့မှဒီကောင်တွေပြန်ပြီးခေါင်းထောင်လာတဲ့အချိန်ဖြစ်တယ်ဆိုရင်တော့မှကျမတို့ကတို့နဲ့ပခုံးချင်းရှင်းတယ်လောက်ပါပြီရှင် ကျမတို့ကတရားအခွင့်အရေးတစ်ခုပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့ကျမတို့ဝရိယဆိုင်မှာရမယ်ရှင့်။ကံညာဝရိယ၃ပါးလုံးစုံမှလူတောက်ဟာချမ်းသာတာတဲ့။ဒီတော့ကျမတို့အခုဆိုကံတရားပေးလိုက်ပြီးအချိန်၄နှစ်ပေးလိုက်ပြီးအဲ့ဒီအချိန်မှာကျမတို့မီဒီယာသမားတွေနဲ့မြန်မာနိုင်ငံရဲ့မီဒီယာကိုမျိုးတိုးတက်စေခြင်းနဲ့လူကြီးရဲ့အားလုံးပေါ့နော်ဝရိယစိုက်တင်ပါတယ်ရှင့်။ဒါပြင်ဟိုကျမတို့စူးစမ်းအားထုတ်မှုတွေနဲ့ညံ့ညံ့သွေးတွေပါပေါင်းလိုက်မယ်ဆိုတော့ကျမတို့မြန်မာမီဒီယာကဖွံ့ဖြိုးတိုးတက်ပြီးတော့အားကောင်းမောင်းနှံဖြစ်လာမှာပါရှင့်။ ကိုခံအားကောင်းပြီဆိုမှတော့အပြင်ကယောဂါကြီးကြောက်စရာမလိုတော့ဘူးလေယောဂါဝင်ခဲ့တယ်ဆိုလေနည်းနည်းပပခံရပြီးပျောက်သွားမှာဟုတ်တယ်မလားဒါပြပြရတာပါလူတယောက်ခံတာပေါ်တယ်ကျွန်မတွတ်ဆပြတာပါရှင့်ဒီတော့မြမမီဒီယာခန္ဓာကတော့ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်မီဒီယာခန္ဓာမှာပညာတတ်တဲ့လူငယ်တွေတကယ်ကိုအားကောင်းမောင်းတန်အလုပ်လုပ်နိုင်တဲ့ idea ကောင်းတဲ့လူငယ်တွေအများကြီးမွေးထုတ်တင်ပါပြီရှင့်ဒါလေးတော့ကျွန်မအနေနဲ့မြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စလေးနဲ့ပေါ့နော်ပတ်သက်ပြီးတော့ကျမတို့ရှားတင်ရထိုက်တဲ့ယူသိမ့်တဲ့အခွင့်အရေးလေးတွေကိုမြင်လာတဲ့အတွက်အကြံပြုတင်ဆက်တာဖြစ်ပါရဲ့ရှင်။ ကျမတို့နဲ့လူရဲလို့ဖြစ်လာအများနဲ့ကံမစိုးပါဘူးရှင်ကံကောင်းတဲ့အချိန်လေးတစ်ချက်ဆိုတာမြင်ရှိပါတယ်အခုအချိန်ကကျမတို့မီဒီယာကဏ္ဍအတွက်ကံကောင်းတဲ့အချိန်လေးတစ်ချက်ပါဒီကံကောင်းတာလေးကိုကျမတို့စူးစမ်းအထောက်ပြီးတိစောက်လိုက်မယ်ဆိုရင်ဖြိုဖျက်လို့မရတော့တဲ့မီဒီယာအခန်းကဏ္ဍကြီးတစ်ခုကိုကျမတို့တိစောက်နိုင်မှာဖြစ်ပါတယ်ရှင်ကိုယ်နိုင်ငံမီဒီယာအောက်ောက်နေပြီဆိုမှတော့အခြားနိုင်ငံတွေကိုဘာကြောက်ကြရလို့လဲရှင်ဟုတ်တယ်မလားဒါလေးကအရေးကြီးရယ်ပေါ့နော်ဘာကြောက်လဲဆိုတော့ကျမတို့က ဒီ Trump ကအများအားရှိနေမှာမဟုတ်လေအမေရိကန်မှာဟုတ်ရှိနေမှာမဟုတ်လေအင်အားစုတွေအများအားပြောင်းလဲနေမှာနိုင်ငံရေးအခြေအနေတွေအများအားပြောင်းလဲနေမှာဒီတော့သူရှိတော့လေကျမတို့ကစူးစမ်းတင်တာပါရှင့်ဒါလေးကိုပြောချင်တာပေါ့နော်အဓိကဆိုလိုရင်းလေးပေါ့ရှင့်ဒီတော့ကျမတို့မြန်မာမီဒီယာခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမတို့အားကောင်းမောင်းတန်စူးစမ်းဖို့လိုပြီးကျမတို့အားလုံးဝိုင်းဝန်းပြီးတော့စီလုံးညွှန်းစွာနဲ့စူးစမ်းကြဖို့လိုပြီးဆိုတဲ့အကြောင်းလေးကိုသတင်းသုံးသပ်ချက်လေးရနေပြီးတော့ကျမထည့်သွင်းတင်ဆက်လိုက်ရပါတယ်ရှင့် မိဘပြည်သူများရှင်ကျမအနေနဲ့နိုင်ငံခြားပေါ့နော်မီဒီယာတွေအခုလိုမျိုးကြက်ရထားနေတာအချိန်မှာပေါ့နော်ကျမနိုင်ငံနဲ့ဆက်ဆက်တဲ့သတင်းလေးတစ်ခုလည်းပြောပြချင်ပါတယ်ရှင်သတင်းဆိုတာအကြောင်းအရာလေးခုပါတကယ်တော့ဒီ BBC တို့ VOA တို့ RFA တို့ပေါ့နော်အဲ့လိုမျိုးသတင်းဌာနတွေကဆိုရင်အနောက်နိုင်ငံကနေပြီးတော့ sponsor ရှူထားကြတဲ့သတင်းဌာနတွေပေါ့ရှင်အဲ့ဒီသတင်းဌာနတွေကဆိုရင်ဒီကသတင်းဌာနဆိုရယ်ခေါင်းစဉ်အကာအကွယ်ရှူပြီးတော့သူကဝါဒဖြန့်ချီရေးလက်နက်တစ်ခုဖြစ်နေလောက်ကင်နေကြတာဖြစ်ပါတယ်ရှင်ဒါကတော့မိဘပြည်သူများအားလုံးရိတ်ဖန်းတန်ဖန်းသိပြီးတော့ပြီးလို့ထင်ပါတယ်အခုလည်း အမေရိကန်နိုင်ငံကလည်းသိသွားတဲ့အတွက်ဒီလမ်းလမ်းစဉ်ကိုမနှစ်သက်တဲ့အတွက်ဒီလိုမီဒီယာတွေရေတောင်းမြေဖြတ်ချလိုက်တာပေါ့ရှင်သူတို့ကလည်းတော့မှဒါဟာမကောင်းဘူးဆိုတာကိုသဘောပေါက်လာတဲ့အတွက်လှုံ့ဆော်လိုက်တာပေါ့ရှင်သူတို့ရဲ့သတင်းတင်ဆက်မှုပုံစံဒီမှာဆိုရင်သူတို့ဝါရဖြန့်ကျင်တဲ့အကြောင်းအရာတွေဆိုပေါ့နော်သတိထားမိပါလိမ့်မယ်သူတို့သတင်းတင်ဆက်တာကဟိုတူတူယောက်ကလာပြီးတော့ရှင်ဖွင့်ပြောကြပါတယ်ဆိုတော့ပုံစံနဲ့အတန်ဖိုင်နေတဲ့ပေါ့နော်အဲ့လိုမျိုးဖြန့်ဝေလေးရှိရဲ့ရှင်သတင်းဆိုတာက လူတယောက်ပြောရုံနဲ့အတီးပြုတ်ပြီးတော့တင်ဆက်လို့ရတဲ့အရာမဟုတ်ဘူးသိလားအဲ့လိုပြောကြည့်ဆိုကျွန်မတို့လည်းသတင်းဌာနတစ်ခုကိုဖုန်းဆက်ပြီးတော့ပေါက်ကြထိုင်ပြောလိုက်လို့ရတာပဲလေသူတို့မြန်မာနိုင်ငံမှာနေရလဲမဟုတ်ဘူးဒီကိစ္စကိုမြင်ခဲ့တာလည်းမဟုတ်ဘူးဓာတ်ပုံသက်တွေရှိရလဲမဟုတ်ဗီဒီယိုသက်တွေရှိရလဲမဟုတ်ဘူးအသိသက်တွေလည်းပါလည်းမဟုတ်ဘူးအဲ့ဒါကိုသူတို့အဲ့လိုယူပြီးတော့တင်ဆက်တာရှင့်အဲ့လိုပုံစံနဲ့ပဲကျွန်မတို့နိုင်ငံဟာဆိုရင်ဝါရမိုင်းအောင်မှာနင်မုန်းခဲ့ရတာဖြစ်ပါရဲ့ရှင့်အဲ့လိုနင်မုန်းပြီးရင်ခါမှာအချင်းချင်းမုန်းတီးမှုတွေနဲ့တတ်ပြတ်ခဲ့ကြတာယနေ့ထိတိုင်ပါပဲရှင့် ျမအနေနဲ့ဒီသတင်းဌာနတွေပြုလုပ်ခဲ့တဲ့သတင်းမှိုင်းနေပေါ့နော်မှိုင်းနေပေါ့အဓိကတော့သတင်းမှားဆိုတာကမှိုင်းတိုက်တာတိလားမှိုင်းတိုက်တဲ့အဆင့်ကပုံကြောက်ပုံကောင်းနေရှင်အဲ့ဒီကနေပြီးတော့ကျမလေးလာထားတဲ့နေရာနေနေလေးပေါ့ရှင်အဖြစ်စဉ်လေးတခုကျမတင်ဆက်ပေးကြပါမယ်အဲ့ဒီဖြစ်စဉ်ကတော့ပုံကြောက်ဆန်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်သာဖြစ်ပါတယ်ရှင်ကျမခုပြောပြမဲ့ဖြစ်စဉ်လေးပေါ့နော်ဖြစ်ခဲ့တာ2000 2008လောက်ကထင်တယ်ရှင်ဒီနာဖအစိုးရကတဲ့ပုံကြောက်ဆန်းရဲ့အခန်းကဏ္ဍကိုမေးမိန်ပြက်ကွယ်အောင်လုပ်နေပါတယ် နောက်ပိုင်းကလေးတွေကပုံချုပ်ကိုသိပ်ပြီးတော့မသိကြတော့ပါဘူးဆိုပြီးတော့ဒီ VC တို့ BOE တို့ပေါ့ရှင်းအဲ့တဲ့ဌာနတွေကနေပြီးတော့အကြီးကျယ်ဝါဒဖြန့်ခဲ့တဲ့ကာလတစ်ခုရှိခဲ့ပါရှင့်အဲ့ဒီကာလတော့ဆိုရင်ဒီသတင်းဌာနတွေကပေါ့နော်မြန်မာနိုင်ငံအနမယ်ကြီးလူရှင်တော်တူဦးနဲ့တဲ့အင်တာဗျူးကိစ္စလေးလုပ်ခဲ့တယ်လို့သူကမှတ်တမ်းလေးရရှာသိရရရှင့်အဲ့ဒီအင်တာဗျူးမှာဆိုရင်သူကဘာပြောလဲဆိုတော့အဲ့ဒီလူရှင်တော်ကပြောခဲ့တာပေါ့နော်ဝါရဲ့လူရှင်တော်တူဦးကပြောခဲ့တာပါရှင့်အခုခေတ်ကလေးတွေကတဲ့ဘိုးเจ้าအောင်ဆောင်မသိတော့ဘူးဆိုပြီးတော့သူကိုယ်တိုင်ပြောခဲ့တယ်တဲ့ ဆိုလိုချင်တာကမြန်မာနိုင်ငံမှာရှိတဲ့ကောင်းဆောင်တွေကဘိုးကျောင်းအောင်ဆန်းကိုဘိုးကျောင်းအောင်ဆန်းရဲ့တမန်ကိုဖျောက်ဖျက်ထားတယ်ပေါ့ရှင်လူငယ်တွေကိုပေးမသိတော့ဘူးပေါ့အဲ့လိုလေသူကပြောခဲ့တာပေါ့ကျမအနေနဲ့မေးချင်တာပါလဲဆိုတော့ကျမတို့ငငယ်ကလေးကဘိုးကျောင်းအောင်ဆန်းနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုကျောင်းစာမှာသင်ရတယ်ရှင့်မြန်မာနိုင်ငံမှာရှိရဲ့အုပ်ချုပ်သူတွေဟာဗိုလ်ချုပ်အောင်ဆန်းတမိုင်းကိုဖျောက်ဖျက်ခြင်းနဲ့ဆိုရင်ចောင်းစာထဲမှာပါပါမလားရှင့်ကျွန်မတို့ယနေ့အချိန်ထိចောင်းစာထဲမှာတင်ခဲ့ရတဲ့ဗိုလ်ချုပ်ကဗိုလ်ချုပ်အောင်ဆန်းပဲနော်ဗိုလ်ချုပ်မွေးဦးတက်ရွှေကြောင်းចောင်းစာထဲမှာတင်ရတာရှင့်ဗိုလ်ချုပ်တွေအများကြီးရှိရဲ့ကျွန်မတို့နိုင်ငံမှာခေတ်ဆက်ဆက်တက်ခဲ့တဲ့ ဩဇာအာဏာကြီးထွားခဲ့တဲ့ဘိုးချုပ်တွေအများကြီးရှိရပါတော့။ဒါပေမဲ့သူတို့တွေအကြောင်းကျွန်တော်တို့ចောင်းစာမှာမတင်ခဲ့ရအောင်လေ။ဘိုးချုပ်ဆန်းအကြောင်းကိုသာလုံးစီဖက်စီတင်ခဲ့ရတာရှင့်။ចောင်းကျက်ဘူးတဲ့ကလေးတိုင်းကဘိုးချုပ်ဆန်းကိုသိပါတယ်ရှင့်။သူဘာကြောင့်လူငယ်တွေဘိုးချုပ်ဆန်းမသိဘူးလို့သူပြောလဲမသိဘူး။တခုတော့ရှိရပါတော့ចောင်းမတက်ဘူးဆိုတော့မသိဘူးပါရှင်။ចောင်းမတက်ဘူးဆိုတော့မှအရက်ထဲကလူတွေအားလုံးဘိုးချုပ်ဆန်းသိရလေ။ဘိုးချုပ်ဆန်းဘသူလဲဆိုတာအခုခေတ်နောက်ပိုင်းကလေးတွေလည်းသိရတယ်။ကျွန်မတို့လည်းသိခဲ့တယ်။ကျွန်မတို့ဆို1980ခွာတွေပေါ့နော်။ဒီတော့ကျွန်မအနေနဲ့ဒါကြတော့ဒီတိုင်းပြောမယ်ဆိုရင် ကျမကလျှောက်ပြောတယ်ဆိုပြီးထင်မှာဆိုလို့ကျမတက်တေပြကြက်လေးခုနဲ့ပြောချင်ပါရှင့်အဲ့ဒီတက်တေပြကြက်လေးကတော့ကျမတို့အောင်ဆန်းစာနီးဆိုတဲ့ကပြားလေးကြောင်းသာဖြစ်ပါရှင့်မကျမတို့ဒီတက်တေရတဲ့မြမဖတ်စာမှာဆိုသင်ခဲ့ရတာလေဒီတော့အောင်ဆန်းစာနီးကပြားလေးကိုအယုံဆုံးသိချာလေးနားထောင်ကြည့်ပါရှင့်အောင်ဆန်းစာနီးဖေဖော်ဝါရီ23မှာဘိုးချုပ်မွေးနေပါ1935ရှေ့နေဥဖာသားဇာတိနမောက်မကွေးခရိုင်တိကျများခုတိုင်ကြက်ကြက်ခိုင်တဲ့ဇာနီးဘဝမိခင်တော်ဆိုတာ1940ပြောင်းကျွတ်တံမလော် မျက်ရည်သွုံလုံးမဝင်ညုံဇော်လိုင်၁၉ဘုပြည်တော်စုရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်ထိုးမခင်ကောင်းစီချန်နဲ့မှာစကားငါတို့မမေအားပြည်တော်လူရေးကျိုးပန်းအောင်ပြည်ချစ်တို့ကောင်းဆောင်ဆိုရှယ်လစ်ပောင်လမ်းစဉ်များဗိုလ်ချုပ်ချမှတ်သွားဆိုတဲ့ကြံရလေးဖြစ်ပါရှင့်ကျွန်မအနေနဲ့ဒီကြံရလေးကိုသိချာကြည့်ပြီးတော့ဖတ်ပြတာကမှားတာလေးပါသွားမှာဆိုလိုပါရှင့်ကျွန်မတို့အလောက်ထိကိုဗိုလ်ချုပ်နဲ့ပတ်သက်ပြီးတော့တံပိုးထားပါတယ်ရှင့်ဒီကြံလေးကိုဆိုရင်အခြေခံပညာတတိယနဲ့မြန်မာဖတ်စာမှာ1994ခုနှစ်ကနေစပြီးတော့ထည့်သွင်းပြန်ထန်နေတာဖြစ်ပါရှင့် ဒီကြပြလေးကိုဆိုရင်ရေးသားခဲ့တဲ့သူဘယ်သူလဲဆိုတော့မိဘပြည်သူများသိပါရဲ့လားရှင်ဒီကြပြလေးကိုရေးသားခဲ့တဲ့သူကဆိုရင်ဘုံမူကြီးရဲထွန်းရေးသားခဲ့တဲ့ကြပြဖြစ်တယ်ဆိုပြီးသိရပါရဲ့ရှင်ဘုံမူကြီးကဆိုရင်သူ့ရဲ့သားကြီးဖြစ်တဲ့ဦးရဲအောင်မိုးကငယ်စဉ်မှာပေါ့နော်ဘိုးကျောင်းဆန်းအကြောင်းစာကြက်နေတော့ကြားတဲ့အခါမှာသူ့ရဲ့သားစာကြက်ရတာလော်ရောင်လို့အချက်လက်လေးမှတ်ရတာလော်ရောင်လို့ဒီကြပြလေးကိုဆက်ဆုံခဲ့တာ ဖြစ်ပါရဲ့ရှင်ဒါပြင်ဒီကပြလေးကိုလည်းသူကဆရာဆရာမကိုလည်းဖြန့်ဝေပေးခဲ့ပါရှင့်ဒီကပြလေးကိုတာကြီးရဲအောင်မိုးရဲ့နာမည်နဲ့ဂျာနယ်စာဆောင်တစ်ခုမှာထည့်သွင်းဖော်ပြခဲ့တာကိုမြင်တွေ့ရပါရှင့် ဟိုကြောင့်အောင်ဆန်းအောင်ဆန်းစာနီကဗျာပေါ့နော်ပထမဆုံးပုံသိမ့်မှုကို1964ခုနှစ်စက်တင်ဘာ10ရက်နေ့မှာထုတ်တဲ့ရှေ့ဆောင်လူငယ်ကြားနဲ့စာမျက်နှာ16မှာမြင်တွေ့နိုင်ပါတယ်လို့သမိုင်းမှတ်တမ်းများအရသိရပါရှင်အဲ့ဒီရှေ့ဆောင်ကြားနဲ့ညနှုံးလေးနဲ့အထဲမှာပါတဲ့ကဗျာလေးကိုကျွန်မပြသပါမယ်ရှင် ီကြညာလေးကိုအခြေခံပညာဦးစီးဌာနအငိမ့်စာညွှန်ကြားမှုချုပ်ဆရာကြီးဦးတန်းဦးထံကိုပေးပို့ခဲ့ပြီးတဲ့အခါမှာအကြောင်းတော့ပြဋ္ဌာန်းမှုအတွက်စာမူကငွေကျပ်900ရရှိခဲ့တယ်ဆိုပြီးတော့လည်းသိရှိရပါတယ်ရှင့်ဗိုလ်မှူးကြီးချဲ့ထုံပါဆိုရင်1968ခုနှစ်ကနေ1969ခုနှစ်ကအင်္ဂလန်နိုင်ငံမှာစစ်တပ်မှုကြီးအဖြစ်နဲ့လှုပ်လှုပ်ကန်ခဲ့ပါတယ်ရှင့်သူကဆိုရင်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူဒေါက်အောင်ဆန်းစုကြည်ကိုလည်းကြီးရှုစောက်ရှောက်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်ရှင့်ဒါကတော့အောင်ဆန်းစာနီကဗျာလေးကိုရေးသားခဲ့တဲ့အမှတ်တရလေးဆီမှပြန်လည်ပြောပြတာပါရှင့် ကျမအခုဖတ်ပြတဲ့ကြံလေးကိုမသိလိုက်တဲ့သူများရှိပါသလားရှင်။အသက်ရွယ်ကြီးပြင်းလာလို့တတိချာလေးမမတ်မိတာတော့ဒါပဲရှင်ရှိမယ်။အဲ့ဒီအောင်ဆန်းစာနီးဆိုတဲ့ကြံလေးကိုအားလုံးကစက်မှတ်ဘူးပါတယ်ရှင်။သိလား။ကျမတို့ကလေဘိုးကျောင်းဆန်းနဲ့ပတ်သက်ပြီးတော့ဟိုငယ်စဉ်ကလေးကဘိုးကျောင်းရဲ့သမိုင်းကြောင်းလေးကောင်းရကောင်းကျိုးတွေကိုပဲသိရှိမှတ်သားပြီးတော့ကြီးပြင်းခဲ့တဲ့သူတွေပါရှင်။ကျမတို့နားမှာကျမတို့မျက်စိမှာဘိုးကျောင်းဆန်းရဲ့ ဒီစိုးကျိုးတွေကိုတော့မှလူဆိုတာရှင်းပြရရင်ကောင်းကျိုးရှိရယ်စိုးကျိုးရှိရယ်ကောင်းတာလုပ်ခဲ့ရရှိရယ်စိုးတာလုပ်ခဲ့ရရှိရယ်သမိုင်းကြောင်းမှာအဲ့လိုရောပြုံးနေတာပေါ့နော်ဒါပေမဲ့ကျမတို့တသက်လုံးသိလာခဲ့တဲ့ဘိုးကျုပ်ရဲ့သမိုင်းကြောင်းကကောင်းတာတွေပဲသိခဲ့တာရှင့်ကျမတို့တေယုံညွန်းန်းတွေမှာဖတ်လိုက်လို့ရှင်ဘိုးကျုပ်ကကောင်းငယ်ပဲညှိုးဆို့ထားကြတာဒါပေမဲ့ကျမတို့ဘိုးကျုပ်ကဆန်းရဆိုရင်ပုရုဇဉ်တယောက်ဖြစ်တဲ့အတွက်သူလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တွေမှာလည်းမှားတာလည်းရှိရယ်မှန်တာလည်းရှိရယ်ပေါ့နော်ဒီတော့တကယ်တော့လေတာဟုတ်ပါတယ် VOA တို့ BBC တို့ပြောတဲ့ဟာကမှန်တယ်လို့တော့တဝက်မှန်တယ်ပေါ့ရှင့်ပြောရမယ်ဆိုတော့ကျမတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေပေါ့ရှင်ဗိုလ်ချုပ်မှုသန်းရွှေလို့ပါလို့ပေါ့လေဒီခေါင်းဆောင်တွေဟာဗိုလ်ချုပ်ရဲ့သမိုင်းတချို့ကိုထိန်ချန်ခဲ့ကြတယ်ရှင်အဲ့ဒါပါလဲဆိုကျမတို့ပြောပြခဲ့တာကဗိုလ်ချုပ်ရဲ့ကောင်းကြောင်းတွေကိုပြောပြခဲ့တာဗိုလ်ချုပ်မှလည်းမှားခဲ့တာရှိရဲ့လွဲမှားခဲ့တဲ့ဆုံးဖြတ်ချက်တွေချခဲ့တာရှိရဲ့ရှင်ဒါတွေကိုကြတော့ကျမတို့မပြောပြခဲ့ဘူးចောင်းသုံးဆောင်တွေမှာမထည့်ခဲ့ဘူးရှင်ဒါလေးကတော့တို့ကျမတို့ထိန်ချန်ခဲ့တဲ့ကိစ္စပါပဲကျမတို့ဗိုလ်ချုပ်ကောင်းကြောင်းတွေပဲပြောပြီးတော့ဗိုလ်ချုပ်ရဲ့အားနည်းချက်တွေကိုထိန်ချန်ခဲ့ကြတာရှင်ဒီတော့ ကျမတို့ကဆိုရင်အသက်ကြီးလာတော့မှဘိုးချုပ်ရဲ့အားနည်းချက်တွေကိုပြန်လဲဖတ်ရှုရတယ်။သူ့ဘာတွေမှားခဲ့လဲ၊သူ့ဘာတွေအားနည်းခဲ့လဲဆိုတာပြန်သိရတယ်။ဒီလိုသိရတဲ့အခါမှာကျတော့ကျမတို့ကအသိဉာဏ်ရင့်ချက်နေပြီလေ။ဒီတော့ဘိုးချုပ်ပေါ်မှာအပြစ်ရဲလို့ကျမတို့ကြီးကြီးမားတင်တာမရှိပါဘူးရှင့်။ဩသူလည်းပုထုဇဉ်ပဲ။ကောင်းမဲ့တယ်လို့လုပ်ခဲ့တာမှားခဲ့မှာပဲ။မှားတာလေးရှိခဲ့တာပဲဆိုတော့အတွေ့အလောက်ပဲရှိရဲ့ရှင့်။ငယ်ရွယ်တဲ့အချိန်မှာသာဘိုးချုပ်မှားခဲ့တဲ့အမှားတွေကျမတို့သိလိုက်မယ်ဆိုရင်ဘိုးချုပ်ပေါ်မုံထီးရဲ့စိတ်တွေရှိသွားမှာရှင့်။ဒီလိုရှိသွားမှာဆိုတဲ့အတွက်နိုင်ငံကောင်းဆောင်တွေက နောက်ကောင်းဆောင်ကရှေ့ကောင်းဆောင်ပေါ်မှာတစ္ဆာရှိရရှင်ကျမောက်နိုင်ငံကောင်းဆောင်တွေကအဲ့လိုမျိုးကောင်းမွန်တဲ့ဒလိထုံတန်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေပါရှင်စိတ်ဓာတ်ကောင်းတဲ့သူတွေပါစိတ်ထားမုံမြတ်တဲ့သူတွေပါစိတ်ထားကသမုတ်တရားကြီးလိုမျိုးကျယ်ပြန့်အေးမြတဲ့သူတွေပါရှင်အဲကြောင့်ကျမအနေနဲ့ကတော့မြန်မာနိုင်ငံမှာလူဖြစ်ရတာကုန်ယူပါရှင်ကျမောက်နိုင်ငံဘလို့ခက်ခဲတွေပဲရှိရှိကျမောက်နိုင်ငံမှာဖုံးကန့်ရှိရတယ်ပဲနေထိုင်တယ်လို့ကျမပြောရုံကြီးရဲ့ဒါကြောင့်ဒီခက်ခဲတွေကိုကျမတို့ကြော်ဖြတ်နိုင်ပါမယ်အဲ့ဒါသိကြရရှင်လုံးဝအပြည့်ဝကျမရှုံကြည့်ရဲ့ ဲ့လိုနေရောက်ဖို့အတွက်ကိုတော့ကျွန်တော်တို့နည်းနည်းစူးစမ်းအောင်ပါဘောနော်ဒါလေးခုပဲရှိပါရှင်ဒီတော့ VOA တို့ RFA တို့ကနေကျွန်တော်တို့သွေးထိုးခဲ့တဲ့ကိစ္စတွေမှန်ခဲ့လားမှားခဲ့လားဆိုတာနောက်လာနောက်သားတွေနဲ့မိဘပြည်သူများသိရှိစေဖို့အတွက်ကိုကျွန်မဒီအောက်ဆန်းစာနေကြပြလေးနဲ့နှိုင်းရှင်သုံးသပ်ပြတာဖြစ်ပါရှင်ကျွန်တော်တို့ဟာဖြစ်နေပြီးတော့ခေါင်းဆောင်အားလုံးပေါ်မှာလေးစားမှုရှိပါတယ်ဒါအပြင်တချို့ဆိုချစ်ခင်မှုလည်းရှိကြရပေါ့နော်ဒီမူလေးကိုမပြတ်စေချင်ပါဘူးရှင့်အမုန်းတရားတွေနဲ့အဆုံးသတ်တာမျိုးမလို့ချင်ပါဘူးအမားတွေရှိခင်ရေးယူခံရတဲ့ကိစ္စတွေလည်းရှိမှာပဲ ဒါပေမဲ့ကျမတို့ဟာခေါင်းဆောင်တွေပေါ်မှာမုန်းထီးခြင်းမရှိကြပါဘူးရှင့်ဒီဒီလေးတွေကိုပဲထိမ့်သိမ်းသွားရင်လည်းကျမတို့နိုင်ငံမှာဘယ်ခေါင်းဆောင်တက်တက်ကျမတို့ကဝန်းရံကြပြီးတော့နိုင်ငံတော်အေးချမ်းဖို့ကိုသာရှေ့ရှုဖို့အတွက်လိုအပ်ပါရဲ့ရှင့်ဒါလေးတော့ကျမတင်းသုံးသက်ချက်လေးကနေပြီးတော့ရရှိထားလိုက်တဲ့အသည့်တရားလေးတစ်ခုပေါ့နော်ဒါလေးကိုကျမပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်ပါရဲ့ရှင့်မိဘပြည်သူများရှင်ကျမနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းလေးရတော့ကျမခုနေ့ကတင်ဆက်ခဲ့တဲ့သတင်းလေးရဲ့အဆက်အသွယ်ဖြစ်ပါရဲ့ရှင့်လူမှုကွယ်ပေါ်မှာအခုအရန်အောင်ပြန့်နှံ့နေပါတယ် ပုတ်လိကကျောင်းမှာတောင်ဝထမ်းဆောင်နေတဲ့ဆရာတွေကနေပြီးတော့ကျောင်းသားတွေပေါ်မှာလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေနှောက်ယှက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတော့ကိစ္စလေးကိုဖွင့်ဟလာတာပေါ့နော်အဲ့ဒီတဲ့လေးကိုကျွန်မတင်ဆက်ပေးပါပြီရှင့်အခုဆိုရင်အဲ့ဒီဆွဆွဲခံရတဲ့ကျောင်းကနေပြီးတော့ထုတ်ပြန်ချက်တွေတခုကိုလည်းထုတ်ပြန်ထားပါရှင့်ဒီကျောင်းကနေပြီးတော့တဲ့အများသိစေရန်အတိပေးကြညာခြင်းဆိုပြီးတော့ထုတ်ပြန်ထားပါရှင့် student target private school နဲ့ပတ်သက်ပြီးတော့တဲ့အများသိစေရန်အတိပေးကြညာခြင်းဆိုတဲ့စာလေးပေါ့နော်သတင်းစာတွေမှာထည့်ထားဖြစ်ပါရှင့် ထုတ်ပြန်ချက်လေးကိုကျွန်မအတူချုံးလို့ပဲပြောပြပါမယ်ရှင်။သူတို့အနေနဲ့ဒီကျောင်းပေါ့နော်။ကျောင်းရဲ့တီထောင်သူတွေ၊ကျောင်းကဆရာဆရာမတွေကုန်းသိက္ခာကြဆင်းစီဖို့အတွက်ရည်ရွယ်ပြီးတော့တဲ့မဟုတ်မှန်သတင်းတွေကိုဆက်သွယ်ကွန်ရက်ကိုအသုံးပြုပြီးတော့လူပတ်ဝန်းကျင်မှာဖြစ်စေ၊ဖုန်းနဲ့ဖြစ်စေ၊ဓာတ်ရိုက်တော်ဖြစ်စေ၊သွေဝတ်တော်ဖြစ်စေ၊သရေဖြစ်တဲ့ဇကားတွေမမမဟုတ်မှန်မှန်ရေးသားတာတွေပေါ့ရှင်။အဲ့လိုချိန်ချောက်တာဖြန့်ဝေတာပြုလုပ်တဲ့အတွက်မှတ်ချက်တွေပြုတဲ့အတွက်တဲ့ သူတို့အနေနဲ့ဒါတွေကိုလုံးဝမလုပ်တော့ဘူးအတွက်ကိုတားမြစ်တယ်တဲ့အဲ့လိုတားမြစ်တဲ့အခါမှာတဲ့ဒီပြုတ်လုထားတဲ့သူတွေရှိမှဆိုတော့ယနေ့ကစပြီးတော့ပြန်လည်ဖြတ်သိမ်းရမယ်ပေါ့နော်အဲ့ဒီအထက်ပါကိစ္စရဲ့တွေကိုတဲ့ပြုတ်လုတဲ့ဘသူ့ကိုမဆိုမြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေရအရေးယူဆောင်သွားမယ်ဆိုပြီးတော့အသိပေးကြညာအပ်ပါတယ်ဆိုပြီးတော့ကြညာထားတွေ့ရပါရှင့်ဒီတော့ဖြစ်စဉ်လေးကတော့အခုလိုဖြစ်လာပါပြီရှင့်ဒါကျမအနေနဲ့ကအွန်လိုင်းပေါ်မှာသူတို့အနေနဲ့တရားဝင်ကြညာတဲ့အတွက်အကြောင်းရဲ့နာမည်လေးကိုလည်းသူတို့ကြညာထားတဲ့အတိုင်းဖတ်ပြတာဖြစ်ပါရှင့် ကျမပထမတင်ဆက်မှုမှာတော့တော့ចောင်းနာမည်ကိုထည့်ခဲ့ဘူးပေါ့နော်အခုကတော့ចောင်းဘက်ကလည်းတရားဝင်တုတ်ပြန်တဲ့အတွက်ចောင်းနာမည်ကိုထည့်ပေးတာဖြစ်ပါရဲ့ရှင့်အဲ့ဒီမှာဆိုရင်ဒီဘက်ကဆွဆွဲတဲ့သူတွေဘက်ကလည်းထပ်မံပြီးတဆင့်တက်လာတော့မြင်တွေ့ရပါတယ်အဲ့ဒါပါလဲဆိုတော့ចောင်းထီထောင်တဲ့သူရဲ့ဦးလေးဖြစ်သူဟာဝင်ကြီးဟောင်းတယောက်လို့သိရပါတယ်ရှင့်အဲ့ဒီဝင်ကြီးရဲ့နာမည်ကိုပါထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါတယ်ရှင့်ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကျမတင်ဆက်ပေးချင်ပါတယ်ရှင့်ဒီတော့အခုဖြစ်စင်ရဆိုရင်တတရလူပါမပဲပွဲပြီးမဲ့သဘောတော့ရှိပါရဲ့ရှင့်လူမှုကွယ်ပေါ်မှာတူးနဲ့တူဆွဆွဲနေုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးလေ ဒါကျမတို့ကတူးနဲ့တူဆွဆွဲကိစ္စတွေကလူမှုကွယ်မှာတော့နေစဉ်နေတိုင်းမှာဖြစ်ပျက်နေရပဲရှင်ဒါပေမဲ့ဒါကကြတော့ယာစွေးမှုဘက်ကိုသွားတယ်ရှင်ယာစွေးမှုဆိုတဲ့သဘောတရားကဆွဆွဲရုံနဲ့တားမြစ်လိုက်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးရှင်တတိယလူလို့ခေါ်တဲ့နိုင်ငံတော်အစိုးရအာဏာပိုင်တွေကဝင်ရောက်ဖြေရှင်းတဲ့ကိစ္စသာဖြစ်ပါတယ်ဒီတော့အခုချိန်မှာဆိုရင်ဖြစ်စင်ရပါတော့ကျောင်းဘက်ကလည်းသူတို့မဟုတ်ပါဘူးဆိုပြီးတော့ထုတ်ပြန်လိုက်ပြီးတတိလည်းလည်းထုတ်ပြန်လိုက်ပြီးဥပဒေအရကိုတုတ်ပြန်လိုက်တယ်ပေါ့နော်ဆွဆွဲသူတွေအနေနဲ့ကလည်းဟုတ်တယ်ဆိုပြီးဒေချာပေါက်ကိုကိုယ်ပိုင်အကောင့်နေနဲ့ပေါ့နော် တကယ်ကိုကိုယ့်ရဲ့မျက်နှာတွေအတန်လေးနဲ့ကိုပြောဆိုထားကြပြီဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကကြားဝင်ပြီးတော့အဲ့ဒီအဖွဲ့အဲ့ဒီအင်အားစုနှစ်ခုလုံးကိုခေါ်ပြီးတော့စစ်ဆေးမှုပြုလုပ်တဲ့နေလို့ထင်ပါရှင့်မိဘပြည်သူတွေကလည်းဒီသတင်းကိုဒီအမှုကိုမျက်ခြေမပြတ်ကိုစောင့်ကြည့်နေကြပါတယ်ဒီတော့ဒီအမှုဖြစ်စဉ်ဟာဒီကိစ္စဟာဆိုရင်နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာနဲ့အများကြီးသက်ဆိုင်နေပါရှင့်တာမန်စည်းကမ်းဖောက်ဖျက်တဲ့ကိစ္စလည်းမဟုတ်ဘူးရှင့်တာမန်ရှန်ဖြစ်တဲ့ကိစ္စလည်းမဟုတ်ဘူးလိမ်မန်းဆိုင်ရာထိခိုက်နှောက်ယှက်မှုရှင့်လိမ်မန်းဆိုင်ရာထိခိုက်နှောက်ယှက်မှုတောင်မှအသက်မပြည့်သေးတဲ့ចောင်းသားလူငယ်တွေကိုပြုလုပ်တဲ့အမှုပါရှင့် ဒီအမှုဟာအကြောင်းအမှန်ကန်တယ်ဆိုလဲအကြောင်းရဲ့ဂုဏ်သိက္ခာအတွက်နိုင်ငံတော်ကကူညီသင့်တယ်။ဒါပြင်နှစ်နာသူတွေမှန်ကန်တယ်ဆိုရင်လဲနှစ်နာသူတွေရဲ့တရားမျှတမှုအတွက်ကိုအကြောင်းကပေါ့နော်ကျူးလွန်တဲ့သူတွေကိုအရေးယူနိုင်မှုအတွက်ကိုနိုင်ငံတော်ကနေပြီးတော့ကူညီဆောက်ရှောက်သင့်ပါရဲ့ရှင့်။နိုင်ငံတော်အာဏာဆိုတာဒီလိုနေရာမှာအသုံးချရတာဖြစ်ပါရှင့်ကျမတို့မိဘပြည်သူတွေအားလုံးနဲ့အတူတူဒါလေးကိုတော့အထူးတိုက်တွန်းပြောကြလိုပါရှင့်တောင်းဆိုလိုပါရှင့်မိဘပြည်သူတွေကဒီမှုကိုဒီတိုင်းပြီးသွားမှာကိုအင်မတန်စိုးရိမ်ခိတ်လန့်နေကြပါတယ် ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းမှာဆိုရင်ခက်ဆက်ဆစ်ဖြစ်လာရဲပေါ့နော်လုံခဲ့တဲ့ကာလတွေကလည်းပကိုးမှဖြစ်သွားတယ်။ចောင်းဆရာကចောင်းသားလေးတွေကိုမတရားပြုတ်ကျင့်နေတယ်ရှင်။ပြုတ်ကျင့်ခံတဲ့ចောင်းသားတွေကဆိုရင်အယောက်20ကျော်ပါတယ်ရှင်။ဒီလိုចောက်မှတ်ဖွယ်ရာကောင်းတဲ့အမှုတွေကိုမျက်စိမှာပေါ့နော်မြင်တွေ့ပြီးပြီးသိရှိပြီးပြီးဖြစ်တဲ့အတွက်မိဘပြည်သူတွေကဒီမှုဒီတိုင်းကြော်သွားမှာရမ်းစိုးရိမ်နေကြတာပါ။ဒါကြောင့်နိုင်ငံတော်ကတတိယလူအနေနဲ့ဝင်ရောက်ပြီးတော့တောင်းဖြေရှင်းတင်ပြီလို့ထင်ပါရှင်။နစ်နာသူတွေကလည်းတရားဥပဒေအရရင်ဆိုင်ဖို့ဆိုတာကစဉ်းစားကြည့်မယ်ဆိုနည်းနည်းတော့ခက်ခဲနိုင်တယ်။မိဘတွေကတားမှာပဲလေ ဒီကိစ္စရုံဒီတိုင်းပဲမေ့လိုက်ပါတော့တားရဲ့သမီးရဲ့ဆိုပြီးပြောမှာပဲရှင်။ဘာကြောင့်လဲဆိုတော့ဂုံသိက္ခာရရှိတာကိုထိတ်လန့်ကြောက်ရွံ့မှုတွေရှိတာကိုဒီတော့နိုင်ငံတော်ကပဲအားလုံးကိုခေါ်ဆောင်ပြီးတော့ဘာဖြစ်တာလဲဆိုတော့မေးမြန်းစုံစမ်းကမင်းနဲ့ချင်းဆိုင်ဖြေရှင်းတင်ပြီလို့ထင်ပါတယ်ရှင်။ဒီခါမှာဆိုရင်လည်းဒီမှုကိုဝန်းရံကြတဲ့သူတွေလည်းဆက်လက်ဝန်းရံကြပါ။ကျမတို့လည်းသိရှိသမျှကိုပြန်လည်ပြီးတော့ထပ်မံတင်ဆက်အောင်ဖြစ်ပါရှင်။ဒီအမှုဟာနိုင်ငံတော်ကဝင်ရောက်ဖြေရှင်းခြင်းမပြုမချင်းကျမတို့ကတင်ဆက်နေရအောင်ပါပဲ။ဘာကြောင့်လဲဆိုတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့ကိစ္စအခြေတစ်ခုဖြစ်နေတဲ့အတွက်ကြောင်းရတယ် အများကြီးထိခိုက်သွားနိုင်တယ်ဒီသတင်းမှားတယ်ဆိုရင်ပေါ့နော်ဒီသတင်းမှန်တယ်ဆိုရင်လည်းနေနာသူကလေးတွေမျက်နှာမြင်အောင်ကြည့်ပါအောင်ရှင်ပြီးတော့ဒီသတင်းကမှန်ခဲ့တယ်ရှိတော့ကျူးလွန်တဲ့သူတွေကိုဒီတိုင်းဖျက်ထားမလို့လားရှင်ဒါကလုံးဝမတရားဖြစ်သွားမယ်လေဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ဝင်ရောက်ဖြေရှင်းတဲ့နဲ့ခေါ်ယူစစ်ဆေးတဲ့နဲ့ဆိုတာလေးကိုကျမတို့သတင်းမီဒီယာတာဝန်အရာတင်ဆက်ဆွေးနွေးပေးတာဖြစ်ပါရှင်ကျမတို့တင်ဆက်မှုကဘသူ့မှာနစ်နာစေလို့လည်းစိတ်မရှိပါဘူးရှင်အဓိကတော့အမှန်အတိုင်းပဲဖြစ်စေချင်တာပါနစ်နာတဲ့သူရှိရဲဆိုလဲအမှန်တမ်းတရားမျှတမှုရစေချင်တယ် နစ်နာတဲ့သူတွေမရှိဘူးဆိုရင်လည်းဒါဟာသတင်းမှားဖြစ်တဲ့အတွက်နိုင်ငံတော်ကဖြေရှင်းပြီးပါပြီဆိုတဲ့ထုတ်ပြန်ချက်လေးတစ်ခုကိုပြည်သူပြည်သားတွေပေါ့နော်တိုင်းပြည်သားတွေကိုသိရှိစေချင်ပါရှင့်ဒါကနိုင်ငံတော်ကလောက်ကင်ပေးရမယ့်တာဝန်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကပြောပြပေးတာဖြစ်ပါရှင့်တောင်းဆိုတာပေါ့နော်ဒီတောင်းဆိုချက်လေးကမိဘပြည်သူအားလုံးကိုကိုးစားပြုလဲဆိုတာလေးကိုတော့ကျွန်တော်တို့အနေနဲ့ထည့်သွင်းပြီးတော့ပြောကြားလိုပါတယ်ရှင့် ကျမတို့ Prime Media သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။